ကိုယ်တိုင်ထုတ်လုပ်မှုလုပ်ငန်းတစ်ခုစလုပ်ခြင်းနဲ့ဘလို့စလုပ်ရအောင်လဲအားလုံးမိလာပါ CFA နဲ့ပြန်လည်ချိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ပိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောက်ကိုဖြစ်ပါတယ်ဒီအပိုင်းမှာကျွန်တော်ကိုမေးခွန်းမေးထားတဲ့သူတစ်ယောက်ရှိတယ်နှစ်ခုလုံးရဲ့ပြောပြကအတူတူပဲတယောက်ကကျတော့မုန်းစိတ်ရုံတိတိလုပ်ချင်တယ်တယောက်ကကျတော့ခေါက်ဆွဲကြောက်စိတ်ရုံတိလုပ်ချင်တယ်ဘယ်ကနေဘယ်လိုစလုပ်အောင်လဲဘယ်လိုလုပ်အောင်လဲပေါ့ဗျာဆိုတော့နှစ်ယောက်လုံးရဲ့ လုပ်ငန်းကမတူပေမဲ့သဘောတရားလေးတွေကနည်းနည်းတော့တူပါတယ်။ကိုကကိုယ်တိုင်ထုတ်ချင်တယ်ဆိုလို့ရှိရင်ပထမဆုံးလုပ်ရမယ့်နံပါတ်1ကဘာလဲဆိုလို့ရှိရင်ကိုထုတ်မဲ့ပစ္စည်းကိုလက်ကားယူပြီးတော့ရောင်းလာမှာ။အဲ့ဒါဘာလို့လဲဆိုတော့ဈေးကဘလောက်ရှိတယ်ဆိုတာကိုတည်ချင်လို့ပါ။အဲ့လို market အခြေအနေကိုတိပွဲအတွက်လက်ကားယူပြီးတော့ရောင်းလိုက်တယ်ရောင်းလိုက်ရောင်းရတယ် OK တော်တော်လေး fine နေပြီဆိုရဲအချိန်မှာကျွန်တော်တို့ဒုတိယအဆင့်လောက်လာအောင်ကကုန်ချမ်းနဲ့ စက်ပစ္စည်းတွေကိုလေးလာမှာဖြစ်ပါတယ်ဒီကိတ်မုတ်ပဲဖြစ်တဲ့ခေါင်းဆက်ချက်ပဲဖြစ်တဲ့ဒီမှာတုံးတဲ့ဂျုံပေါ့နော်အဲ့ဒါကိုသူတို့ဘယ်ရောက်ဝယ်လဲဘယ်လိုမျိုးစိုင်းတုံးရတာလဲဘယ်လိုအနေထားတွေရှိတာလဲဒီဟာကိုကျွန်တော်တို့ကုန်ချမ်းကိုစုံလိုက်ကုန်ချမ်းကတော်တော်အရေးကြီးပါတယ်ကျွန်တော်တို့ကုန်ချမ်းအပေါ်မှာမူတည်ပြီးတော့ကုန်ရွယ်ဈေးနှုန်းအပြောင်းအလဲဖြစ်တယ်။တခါတလေကြာလို့ရှိရင်ဈေးနှုန်းနဲ့မဆိုင်မနဲ့အရေးသေးပိုင်းမှာလည်းဆိုင်တယ်။ပြောချင်တာကကျွန်တော်တို့သုံးနေကြပုံမှန်လုံးဝမရဘူး။ရက်သွားရဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီ quality ရဖို့ပဲတော်တော်တိုင်ပတ်တယ်။အဲ့တော့ကုန်ချမ်း ဒေတာကိုလွယ်နောက်တစ်ခုကကြတော့စက်ပစ္စည်းဒီထုတ်လို့ရပိုင်းမှာသုံးမဲ့စက်ပစ္စည်းအဲ့ဒါကတော်တော်လေးကြီးကြီးတယ်ကျွန်တော်တို့ကစက်တလုံးပါဗျာတန်မိုးအနေအမြင်အမျိုးမျိုးရှိတယ်တန်မိုးနည်းနည်းနဲ့လေထုတ်လို့မရအောင်လုပ်ရတယ်တန်မိုးများများနဲ့လေထုတ်လို့ရဒါပေမဲ့တန်မိုးနည်းတာနဲ့တန်မိုးများတာလည်း ဘာပါလာလဲဆိုလို့ရှိရင်လူလူပြောလို့ရှိရင်ခံနိုင်ရအားပေါ့ဗျာအဲ့ဒီစက်ကိုမောင်းလို့ခံနိုင်ရအားပေါ့မှာတော်တော်ကွာတယ်ကျွန်တော်ကတော့ဒီကုန်းကမဟုတ်ဘူးเนาะအခြား production လုပ်မှာကျွန်တော်လုပ်ဘူးရဲ့အဲ့ချိန်မှာကျွန်တော်စလုပ်တဲ့အချိန်မှာစက်ကိုပေါ့เนาะ budget ကိုချိန်လိုက်တာပေါ့ budget ကိုချိန်လိုက်တဲ့အကြောင်းမို့လို့သူများကြီးတွေဒီစက်သုံးနေကြတာပဲအဆင်ပြေတယ်ဆိုပြီးတော့ကျွန်တော်ကိုတယောက်ကတော့ပြောတယ်ရင်ဒီပိုင်းတိုင်းမဟုတ်ပဲနဲ့ commercial ခိုင်းမယ်ဆိုလို့ရှိရင်ဒီ set တွေကမရဘူးပေါ့ဗျာပြောချင်တာကရုံတုံးအိမ်တုံးအဆင်ပဲရှိတယ်အဲ့ဒါကိုကျွန်တော်က သူများကြီးလည်းတုံ့နေကြတာပဲကိုကလည်း budget ချွေတာကျွန်တော်ကျွန်တော်က save လုပ်လိုက်တာအဲ့လို save လုပ်လိုက်တဲ့နောက်ဆက်တွဲပြဿနာကဘာလဲဆိုလို့ရှိရင်တကယ်တကယ်နေလားငါလားအလုပ်လုပ်ရမယ့်အချိန်မှာအလုပ်နိုင်တော့အဲ့လိုမျိုးအောက်ပို့ထွက်တာကျွန်တော်တူပဲဗျာကျွန်တော်ပြောချင်တာဒါပေမဲ့ခန္ဓာရည်အားကွာလေပြောချင်တာခန္ဓာရည်ရှိတဲ့ဆက်တလုံးကို၄နိုင်၅နိုင်ဇက်တိုင်းမောင်းလိုက်ဘာမှမပြောဘူးဟိုဆက်ကတနားရီလောက်မောင်းလိုက်ဖလက်ပြနေဆိုတဲ့ပုံစံမျိုးပါအဲ့လိုတော့ပေါ်တရားမျိုးအဲ့တော့ကျွန်တော် မှာဒါဥရိကြုံမဲ့လို့ကျွန်တော်နောက်တစ်ခုကကြတော့အဲ့ဒီကိုထုတ်လုပ်တဲ့စက်ဒီကို operation လုပ်မဲ့ဝန်ထမ်းအပိုင်းပေါ့ဒါတော်တော်လေးအရေးကြီးတယ်ဒီလုပ်ငန်းကိုကျွန်တော်ဟောက်ဆွဲကြောက်လုပ်မှာကိမ့်မှုလုပ်မှာကျွန်တော်မပေးဘူးเนาะကျွန်တော်လုပ်ငန်းတွေကျွန်တော်ကျွန်တော်ရှင်းပြပြတာတချို့စက်ဒီကကြတော့တိတ်ပညာမလို့နည်းနည်းပါးပါးတိတ်တယ်ကြာတချို့စက်ဒီကြတော့ကိုင်းတဲ့လူရဲ့ဂရုစိုက်မှုเนาะတတိထားမှုထိမ့်သိမ့်မှုဒီ body မှာမှုပြီးပြီးတော့စက်ရဲ့ ကြန့်ခိုင်မှုလုံငိုင်စွာအားလေးကြွားတယ်။ဆိုတော့ကိုရင်ထုတ်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောခဲ့တဲ့အချက်၄ချက်ကိုတေချာလေးဂယူဆိုင်နံပါတ်၁ကဈေးကွက်ပေါ်တီးကိုလက်ကားယူပြီးတော့ရောင်းလိုက်နံပါတ်၂ကအကုန်ရမ်းကိုတေချာလေးလာဘယ်ကနေယူရလဲဘယ်လိုယူရလဲ ဘလို့ထိမ့်သိရတယ်နံပါတ်3ကဒီထုတ်လို့မဲ့စက်တည်းရဲ့အနေထားကုန်ကြစရိတ်ဒီကုနာပြောသလိုပေါ့နော်သူ့ရဲ့စိတ်ရဲ့ခံနိုင်ရည်အားတွေအောက်ဖို့ထွက်တဲ့ပါဝါတွေပြောတင်တာဗျာခေါဆွဲကြောက်ဆိုလဲတနားမှာဘာတို့ထွက်လဲပေါ့ကိတ်မှုဆိုလဲဘာနှလုံးထွက်လဲပေါ့အဲ့လိုအဲ့လိုဟာတွေကျွန်တော်တွက်စာမယ်နောက်တစ်ချက်ကကျွန်တော်ဒီစက်တွေကိုကျွန်တော်တို့သုံးမယ်ဝင်တန်းဒါအရင်ရေးကြည့်တယ်သူ maintain နဲ့မလုပ်မလုပ်ဘူးဒီစက်တွေကကြာကြာမကောင်းဗျာအခုတို့မှတော့ကျွန်တော်တို့ကအမြင်နဲ့ထိုင်ပြီးတော့မောင်းမနေနိုင်ဘူးဆိုတော့ဒီချက်ကလေးတွေကိုတိကျနေနိုင်မယ်ဆိုလို့ရှိရင်တော့ အခုတို့အမားတွေရဲ့ production လုပ်ငန်းကအောင်မြင်နိုင်ကြမှာဖြစ်ပါတယ်။အဲ့လို mobile နဲ့ဆက်ဝယ်ဆက်ရောင်းတဲ့လူစီမှာသင်တဲ့အတိုင်းမှ mobile နဲ့ training လေးအတူပေါက်ကလေးခဏလေးတက်ပြီးတော့လုပ်လိုက်ရင်တော့ကျွန်တော်တို့ထင်သလောက်မတွေ့ပါဘူး။ဒီ channel လေးကိုပြင်ဆင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ကိုမတို့အဆင်ပြေနိုင်ကြမယ်လို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်နောက် video နဲ့တူပြန်လာခဲ့ပါမယ်ဗျာ။